ထိုင်ဝမ်ကိုလက်လွတ်ရယူမှုအနည်း60ပြည့်အခမ်းအနားတစ်ရပ်ကိုတရုတ်အစိုးရကကျင်းပသွားမယ်လို့သိရပါတယ်။မြန်မာကာလမှာထိုင်ဝမ်ကျွန်းဟာဒီကြားလွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ်အရည်တည်ဖို့ရည်ရွယ်ပြီးတရုတ်ကတော့နိုင်ငံပိုင်နဲ့တည်းကအနေမြေတစ်ခုအဖြစ်သတ်မှတ်ထားတာကြောင့်နှစ်ဖက်ကြားတင်းမာနေကြပါတယ်။တရုတ်အစိုးရကထိုင်ဝမ်လက်လွတ်ရယူမှုအနည်း60ပြည့်အခမ်းအနားတစ်ခုကျင်းပမယ်ဆိုတာကိုအော်တိုဘာ22ရက်နေ့မှာအတည်ပြုခဲ့ပြီးနေဆက်သူတွေကတော့အခုသတင်းပတ်ထဲမှာဘေကျင်းမြို့တော်ရဲ့မဟာခမ်းမဆောင်မှာပြုလုပ်မှာဖြစ်တယ်လို့ပြောကြားခဲ့ကြပါတယ်။ ထိုင်ဝမ်လက်လွတ်ရယူမှုဆိုတာဟာ1945ခုနှစ်မှာထိုင်ဝမ်ကျွန်းကိုဂျပန်ကတရုတ်စီပြန်လည်လက်လွဲပေးခဲ့တဲ့အဖြစ်အပျက်ကိုဆိုလိုတာပါဂျပန်ဟာ1895ကနေ1945ခုနှစ်ထိထိုင်ဝမ်ကိုကိုလိုနီနယ်မြေအဖြစ်အုပ်စိုးခဲ့ပြီးအော်တိုဗလာ25ရာနှစ်မှာတော့ဂျပန်ကပြန်လည်လက်လွဲပေးခဲ့တာနှစ်ပေါင်း80ပြည့်တော်မှာပါထိုင်ဝမ်ကိုပြန်လည်လက်လွဲရယူခဲ့ခြင်းကတရုတ်ရဲ့ဒေါ်လာစစ်ပွဲမှာထင်ရှားထဲဝါတဲ့အောင်မြင်မှုတစ်ခုလည်းဖြစ်ခဲ့တယ်လို့ တရုတ်ရဲ့ထိုင်ဝမ်ရေးရာပြောရေးဆိုခွင့်ရအရာရှိဇူဖန်လျန်းကပြောကြားခဲ့ပါတယ်။သူကတရုတ်မှာကျင်းပမဲ့ထိုင်ဝမ်ပြည်နယ်လက်လွဲရယူမှုအခမ်းအနားကိုထိုင်ဝမ်ပြည်သူတွေကိုလည်းဖိတ်ခေါ်ပါတယ်လို့ပြောပေမဲ့ဘယ်နေ့မှကျင်းပမလဲ။တရုတ်အစိုးရရဲ့ဘယ်ယာဒူးအဆင့်ခေါင်းဆောင်တွေတက်ရောက်မလဲဆိုတာတွေကိုတော့ထုတ်ပြောမသွားပါဘူး။ထိုင်ဝမ်ကတော့ဒုတိယကမ္ဘာစစ်မှာဂျပန်ကိုရင်ဆိုင်တိုက်ခိုက်ခဲ့တာဟာကွန်မြူနစ်နိုင်ငံအဖြစ်1949ခုနှစ်မှာဩက္ကဋ္ဌကြီးမော်စီတုံးကစတင်ထူထောင်ခဲ့တဲ့ တရုတ်ပြည်သူသမ္မတနိုင်ငံမဟုတ်ဘဲတရုတ်သမ္မတနိုင်ငံသာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။မော်စီတုံးရဲ့ကွန်ပျူနက်တွေကိုအရေးနှိမ့်တဲ့တရုတ်သမ္မတနိုင်ငံအစိုးရဟာထိုင်ဝမ်ကျွန်းစီဆုတ်ခွာလာခဲ့ပြီးထိုင်ဝမ်ကိုနိုင်ငံအဖြစ်သတ်မှတ်ကြေညာခဲ့ပါတယ်။ထိုင်ဝမ်ရဲ့တရုတ်ဝန်နာမည်ကလည်းလက်ရှိအချိန်ထိတရုတ်သမ္မတနိုင်ငံဖြစ်ပါတယ်။ဂျပန်ကထိုင်ဝမ်ကိုပြန်လည်လက်လွဲပေးခဲ့တာကလည်းတရုတ်သမ္မတနိုင်ငံအစိုးရစီတာဖြစ်ပြီးအဲ့ဒီတုန်းကတရုတ်ပြည်သူသမ္မတနိုင်ငံဆိုတာထွက်ပေါ်မလာသေးဘူးလို့ထောက်ပြထားပါတယ်။ တရုတ်ကတော့ကွန်မြူနစ်ပါတီကြီးစိုးအုပ်ချုပ်နေတဲ့တရုတ်ပြည်သူသမ္မတနိုင်ငံအစိုးရဆိုတာကအရင်အစိုးရကိုဆက်ခံခဲ့တဲ့အဖွဲ့အစည်းဖြစ်တာကြောင့်ထိုင်ဝမ်ကျွန်းကိုလည်းပိုင်နက်နယ်မြေဖြစ်တရုတ်ဝင်သတ်မှတ်권ရှိတယ်လို့တုံ့ပြန်ထားပါတယ်။တရုတ်ဟာထိုင်ဝမ်ကျွန်းပြန်လည်လွှဲပြောင်းယူခြင်းဆိုင်ရာနှစ်ပတ်လည်အခမ်းအနားတစ်ခုကိုလွန်ခဲ့တဲ့10နှစ်2015ခုနှစ်မှာနောက်ဆုံးအကြိမ်ကျင်းပခဲ့ပြီးအဲ့ဒီတုန်းကအစိုးရရဲ့သရုတ်ထအစင်မြန်ဆုံးအရာရှိလို့သတ်မှတ်ခံရသူယူချန်ရှန်းကတက်ရောက်မေခွန်ပြောကြားခဲ့တယ်လို့ နိုင်ငံတကာကိုယ်စားလှယ်အဖွဲ့တချို့ကလည်းတက်ရောက်ခဲ့တယ်လို့သိရပါတယ်။တစ်ဖက်မှာတော့ထိုင်ဝမ်အစိုးရဟာတရုတ်မှကျင်းပမဲ့လက်လွဲရယူမှုအခမ်းအနားကိုဘယ်အစိုးရအရာရှိမှတက်ရောက်ခွင့်ပြုမှာမဟုတ်ကြောင်းအတိအလင်းတားမြစ်ပိတ်ပင်ထားပါတယ်။ထိုင်ဝမ်အစိုးရကတရုတ်ဟာသမိုင်းကြောင်းကိုလိုသလိုလှုပ်ကြံဖန်တီးပြုပြင်ဖို့ကြိုးစားနေချင်တာဖြစ်တယ်လို့လည်းစွပ်စွဲထားပါတယ်ရှင်။